အင်္ဂလန်ပရီးမီးယားလီဂ်မှာလည်းရိုးကြောင်ညီပြန်လာချိန်တန်ပါပြီစူပါစီစနေနေ့ညအင်္ဂလန်ပရီးမီးယားလီဂ်ပွဲစဉ်ကိုပွဲကြိုသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါပလေးမေကာနားဆင်သူညီကိုတွေလည်းမင်္ဂလာပါဂိမ်းချိန်ကြာနားဆင်သူတွေလည်းမင်္ဂလာပါဒီနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့စနေနေ့ညအတွက်အင်္ဂလန်ပရီးမီးယားလီဂ်ပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေကိုကလောင်ရှင်စူပါစီရဲ့သုံးသက်ချက်အနေနဲ့နားဆင်ပါအောင်ခင်ဗျာပထမအဦးဆုံးပွဲစဉ်ကချက်စီးနဲ့ဆန်ဒလန်ည8:30ပါ ခံရပြဿနာများစွာနဲ့ဆိုပေမဲ့လက်ရှိချက်စည်းအောင်ရပ်တန့်လို့မရတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ဂျာဝပက်ထရိုလက်ထက်ဆက်လက်ကိုးပေါက်ပြောင်းနေတာတော့ချက်စည်းရဲ့ကိုးသွင်းအားဟာကျမတော်ပါဘူး။တန်တက်ဆန်ဒါလန်ကတော့ဒီရာဒီအဝေးဝင်းပွဲတွေမှာတကိုးသာတွင်းထားနိုင်တယ်လို့အဝေးဝင်း၄ပွဲစလုံးမှာလည်းနှစ်ပွဲရှုံးထားပါတယ်။ဒါပြင်ဆန်ဒါလန်ဟာချက်စည်းနဲ့အမှတ်ပေးအဝေးဝင်းတွေ့ဆုံမှုနောက်ဆုံး၃ပွဲစလုံးကိုရှုံးထားပါတယ်။ဒါကြောင့် Stanford Bridge မှာအပြာရောင်အချင်းညာတချင်းကိုစုံကြီးကြမဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Newcastle နဲ့ Fulham ည၈နာရီ30ဂျားရဲ့ချန်ပီယံလိနိုင်ပွဲဟာပရီးမီးယားလိမှာလည်းနိုင်ပွဲပြန်ရဖို့အတွက်ကာဆယ်အတွက်အားဖြစ်မှာပါ။ငှက်ကြားတွေဟာပြိုင်ပွဲဆုံးနောက်ဆုံးအင်္ဂွင်း၄ပွဲမှာလည်း၃ပွဲနိုင်ထားပါရယ်။ဖူအန်ကတော့၃ပွဲဆက်အရှုံးနဲ့တူသူတို့အတွက်အခက်အခဲဆုံးကာလကိုဖြတ်သန်းနေရတဲ့ပုံစံမျိုးပါ။ဒါအပြင်အဝေးကွင်းနိုင်ပွဲမရှိသေးတဲ့လန်ဒန်ကလပ်ဟာနောက်ဆုံးအဝေးကွင်း၃ပွဲဆက်လည်းရှုံးထားပါရယ်။ဒါကြောင့်စိန့်ဂျမ်းစ်ဘတ်ဟာငှက်ကြားတွေရဲ့အောင်မြင်ပါလို့သုံးသပ်ထားတာဖြစ်ပါရယ်။နောက်ထပ်ပွဲစဉ်ကတော့မန်ယူနဲ့ဘရိုက်တန်ည၇နာရီပါ အမိုရင်လက်ထက်ပထမအဦးဆုံးနှစ်ပွဲဆက်အနိုင်ကြောင့်မန်ယူစိတ်ထဲတက်နေမှာပါဟုတ်လောက်မှာပါဒါပေမဲ့ဒီဟာဒီအိမ်ဝင်ပွဲတွေမှာတရေညီတွေဂိုးမပေးရတာဆိုလို့အဝေးဝင်တိုက်စင်ညံ့နဲ့ဆန်ဒါလန်နဲ့တပွဲသာရှိခဲ့ပါတယ်ဒါလည်းဖြစ်နိုင်ပါတယ်ဘယ်အသင်းကိုပဲဖြစ်ဖြစ်အမြဲအခက်တွေးစီရဲ့ Brighton ကတော့မန်ယူနဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး9ပွဲမှာလဲ6ပွဲနိုင်ထားပါတယ်မန်ယူအိမ်ဝင် Brighton နဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာတော့6ပွဲဟာနှစ်ဖက်တွင်ကို3ဝန်းနဲ့အထက်ရှိထားပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာ Old Trafford မှာ ကိုရင်းနဲ့နီတင်းပြက်နေပါကြောင်းလို့သုံးသက်ထားတာဖြစ်ပါတယ်။ Brentford နဲ့ Liverpool ညတနာ30နိုင်လိုက်ရှုံးလိုက်ဖြစ်နေတဲ့ Brentford ရဲ့လက်ရှိ Premier League ခြေစွမ်းဟာတည်ငြိမ်မှုမရှိပါဘူး။လေးဝဲဆက်အရှုံးကိုကြားရဲ့ Champions League မှာအဆုံးသတ်နိုင်ခဲ့တာက Liverpool အတွက်အပြောင်းလဲဖြစ်နိုင်ပါတယ်။ထိပ်ဆုံးက Arsenal နဲ့၄မှတ်ကွာနေလို့ Premier League မှာလည်းနိုင်မွေးပြန်ရဖို့ကကြိုးကြာနေတဲ့အတွက်အတော်လေးအရေးကြီးနေပါတယ်။ Liverpool ကတော့ Brentford နဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး၅ဝဲစလုံးကိုနိုင်ထားပါတယ်။ ဒါကြောင့် Premier League မှာလည်းဂျိုးယာနီတွေပြန်လာချိန်တန်ပြီးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အပြင်အလန့်တွင်းကိုရညင်ရမယ် Valencia နဲ့ Villarreal ရဲ့ဒုက္ခဆိုစနေနေ့ညစပိန် La Liga ပွဲစဉ်30ပွဲကြိုသုံးသပ်ချက်များအလုံးမဲမင်္ဂလာပါ Playmaker နားဆင်သူတွေလည်းမင်္ဂလာပါဂိမ်းပြင်ကြားကနားဆင်သူညီကိုတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့စနေနေ့ညအတွက်ပွဲစဉ်ပွဲကြိုသုံးသပ်ချက်တွေအနေနဲ့နားဆင်ရမှာဖြစ်ပါတယ်။ တလောင်ရှင်တုကဆိုရဲ့သုံးသက်ချက်အနေနဲ့စပိန်လာလီကာပွဲစဉ်တွေကိုနားဆင်ပါအောင်ခင်ဗျာပထမအဆုံးပွဲစဉ်ကတော့ဂီရိုနာနဲ့အိုဗီဒိုည6:30ရမှတ်တူဇေယျအောက်ဆုံးအသင်းနှစ်သင်းတွေ့တာဖြစ်လို့အမားမခံပါဘူးဂိုသွင်းချေမမန်နဲ့ဂီရိုနာဟာနောက်ဆုံးအိမ်ဝင်း၄ပွဲမှာတပွဲသာဂိုသွင်းနိုင်ခဲ့ပါတယ်တန်းတက်ဖြစ်တဲ့အိုဗီဒိုကလည်းဒီယာဒီအဝေးဝင်း၄ပွဲမှာတပွဲပဲဂိုသွင်းနိုင်ပါသေးတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနည်းကစိတ်ချရတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်အက်စပန်ယူနဲ့အယ်ချီည8:45 ဒီရာဒီမှာမထင်မှတ်တာလုပ်ပြတတ်တဲ့အဆင့်6နဲ့ခွန်တို့ရဲ့တွေ့ဆုံမှုပါ။ဒါပေမဲ့ Espanyol အကြဘက်ကိုရောက်နေပြီးနောက်ဆုံး9ဘွဲမှာတပွဲသာနိုင်ထားခဲ့ပါတယ်။တန်တက်အသင်းတွေထဲမှာခြေစွမ်းအပြနိုင်ဆုံး Elche ကတော့ဒီရာဒီအခုချိန်ထိတပွဲပဲရှုံးပါသေးတယ်။ဒါကြောင့်တရီကိုမျောလင်းလို့ရတဲ့ဧည့်သည်နဲ့အားပေးသင့်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘေဘောင်နဲ့ဂီတာဗီည7နာရီရှုံးပွဲမရှိခဲ့တဲ့ပြိုင်ပွဲဆုံးနောက်ဆုံး3ဘွဲမှာနှစ်ပွဲနိုင်ခဲ့လို့ဘေဘောင်ရဲ့ရလပိုင်းဟာတိုးတက်လာပါတယ်။ နောက်လျှောက်နိုင်ဝဲတွေပျောက်နေတဲ့ဂီတာဗေးကတော့တိုက်စစ်ပါရုံးကန်နေရတာပါ။ဒါအပြင်ဂီတာဗေးကနောက်ဆုံးအဝေးဝင်း၃ဝဲဆက်ရှုံးခဲ့ရုံနဲ့မဟုတ်ပဲအဲ့ဒီပွဲတွေမှာတကူးမှလည်းမသွင်းနိုင်ခဲ့ပါဘူး။ဒါကြောင့်ယုံကြည်မှုရလာတဲ့အင်ရှင်အရေးအောက်ကိုခိုလုံတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Valencia နဲ့ Villarreal ညတနားီ30ပါ။ဇယားအောက်ပိုင်းကဆိုပေမဲ့ Valencia ဟာဒီရာဒီအိမ်ကွင်းကိုသိမ်းချီမှန်နေသလိုအိမ်ကွင်းရလာလည်းမစိုးပါဘူး။အဆင့်၃နေရာက Villarreal ကလည်းဒီရာဒီ La Liga မှာဂိုးမသွင်းနိုင်တဲ့ပွဲမရှိသေးပါဘူး။ ဒါပေမဲ့ဒီဟာဒီအဝေးခွင်မှာဗီလာရီရဲ့ကိုးပြန်မပေးရတဲ့ပွဲလည်းမရှိသေးပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအပြန်အလှန်တွင်းကိုးတွေနဲ့ဂိုးများကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဘန်ယာရီနဲ့နာပိုလီကို အခက်တွေ့အောင်လုပ်နိုင်တဲ့အင်တာ။အီဂရစ်စနေနေ့ညအီတလီစီးရီးပွဲစဉ်ရှစ်ပွဲကျူသုံးသပ်ချက်များ။နောက်ဆုံးအနေနဲ့နားဆင်ရမှာကတော့စနေနေ့ညအတွက်အီတလီစီးရီးပွဲစဉ်ပွဲကျူသုံးသပ်ချက်ဖြစ်ပါတယ်။ကလောင်ရှင်အီဂရစ်ရဲ့သုံးသပ်ချက်တွေအနေနဲ့နားဆင်ရအောင်မှာဖြစ်ပါတယ်။ပထမအဦးဆုံးပွဲစဉ်က ပါမနဲ့ကိုမိုည9:30နာရီပါ။တရားအောက်ပိုင်းကပါမဟာခန်းစပိုင်းမဆိုးဘူးဆိုပေမဲ့ဒီရာစီစီးရီခုနှစ်ပွဲမှာငါးပွဲကိုမသွင်းနိုင်ခဲ့တဲ့သူတို့ရဲ့တိုက်ဆက်ဟာအတော်ညံ့နေတဲ့မှာပါပါတယ်။ပြီးခဲ့တဲ့အပတ်ဂျူဗင်တက်ကိုအနိုင်ရပြီးအဆင့်6နေရာကိုတက်လာတဲ့ကိုမိုကတော့ဒီရာစီမှာတပွဲထက်တပွဲပိုကောင်းလာတဲ့အသင်းမျိုးပါ။ဖာဗရီဂက်စ်နီးပြနေတဲ့အသင်းဟာလက်ရှိချေရရက်တက်မှုရှိမနေပါဘူး။ဒါကြောင့်ဧည့်သည်အရေးအောက်ကိုခိုလုံသင့်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဦးရီစနီနဲ့လက်ချီည9:30 စီးရီးမှာနောက်ဆုံး၄ပွဲဆက်တိုက်နိုင်ပွဲပျောက်ထားတဲ့ဥရီနီယာနောက်ဆုံး၂ပွဲဆက်လည်းဝမ်းဝမ်းနေကြီးကန်ထားပါတယ်တန်ဆင်ဇုံနာကဆိုပေမဲ့အယ်ချီကတော့ရုံးကစားနေလို့နောက်ဆုံး၃ပွဲဆက်မရှုံးခဲ့ပါဘူးလက်ချီအားဒီယာဒီအဝေးခွင်၃ပွဲမှာလည်းအတလန်တာနဲ့တပွဲသာရှုံးခဲ့ပါတယ်ဒါကြောင့်တရေရနိုင်တဲ့လက်ချီကိုအားပေးတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်နာပိုလီနဲ့အင်တာမီလန်ည10:30နာရီ30ချန်ပီယံလမ်းကြောင်းတွေကရမတ်တူအသင်းကြီးနဲ့တင်းရဲ့တွေ့ဆုံမှုလို့လည်းပြောလို့ရပါတယ်လက်ရှိနာပိုလီမှာဟော်လန်အပါအဝင်အဓိကကစားသမားအချို့ ဒဏ်ရာရနေပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး9ပွဲဆက်အနိုင်နဲ့အင်တာကတော့လက်ရှိအချိန်မှာရက်တက်မရတဲ့အသင်းမျိုးပါ။ဒါကြောင့်အင်တာကိုအားပေးရင်းနဲ့ပြောရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ခရိုမိုနီစီနဲ့အတ္လန်တာညတနာ25တန်းတက်ဆိုပေမဲ့ခက်မမခရိုမိုနီစီယာဇယားလယ်မှာရက်တီနေနိုင်ပါတယ်။သူတို့ဟာဒီယာဒီစီးရီးယားမှာအင်တာနဲ့အဝေးခွင်တပွဲပဲရှုံးပါသေးတယ်။ပြိုင်ပွဲဆိုနောက်ဆုံး၅ဝဲမှာလေ၄ဝဲတည်ကြခဲ့တဲ့အတ္လန်တာကတော့တိုက်စစ်ပိုင်းရုံးကန်နေရာဆဲဖြစ်ပါတယ် ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာခရမိုနီစီနဲ့အားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပလေးမေကာနားဆင်သူညီကိုရီတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်ပလေးမေကာရဲ့နောက်ဆုံးရပွဲချိုသုံးသပ်ချက်တွေနဲ့သတင်းအချက်အလက်တွေအပါအဝင်ကလောင်ရှင် VIP ကောင်းကောင်းရဲ့တချမ်းဆောင်ပွဲကလောင်ရှင်ဇော်နာရဲ့ဇောင်းစတဲ့ပွဲချိုသုံးသပ်ချက်တွေကိုသိရှိဖို့အတွက်လည်းပလေးမေကာရဲ့ Telegram Channel မှာလာရောက်ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်။